ွေးဖြစ်သူရဲ့မဆမနာပြုခံနေရတဲ့တာလင်းနဲ့မိခင်ဖြစ်သူရဲ့ပြဿနာကိုအဆုံးထိရင်ဆိုင်ကူသွားမဲ့ခိုင်နေဝင်ခိုင်နေဝင်ကငလင်းဘေးတော့ကငွေမားလွဲ့တဲ့ပြဿနာတွေကြောင့်ဝေဖန်မှုတွေခံနေခဲ့ရတာပါတို့မောင်အယုံကြည်သိမရှိရတဲ့သူတွေများလာခဲ့ပေမဲ့လည်းအားမလျှော်ပဲနဲ့ brighter လို့တွေကိုဆက်လက်လုပ်ကင်ခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်မှာလည်းအယံကိုဒုက္ခရောက်နေတဲ့တားမိကိုကယ်တင်ပေးလိုက်တာပါ။အဲဒါပြီးတစ်ခုကနေတားဖြစ်သူကိုပထွေးဖြစ်သူကော နီလန်မျိုးစုံနဲ့အချိန်ချင်းပြုခံနေရတာကြောင့်ဖွင့်ဟထားတဲ့မိခင်ဖြစ်သူကလည်းဖွင့်ဟလာခဲ့တာပါမိခင်ဖြစ်သူကခင်မောဖြစ်သူခိုင်းစေတဲ့အလုပ်တွေကိုအဲ့လိုလေးလုပ်ရင်းနဲ့တားလေးတယောက်ရရှိခဲ့ပါတယ်အစောပိုင်းတားလေးကိုမိခင်ဖြစ်သူကမွေးလိုက်ပြီးကိုရင်ရှာဖွေရုံးခံနေရတာပါခင်မောဖြစ်သူကဘာလုံးမှမလုပ်ဘဲသူမရဲ့လုံဆောင်ကိုသာထိုင်စားနေရပါဒါအပြင်ပထွေးဖြစ်တဲ့ခင်မောဖြစ်သူကခုနှစ်နှစ်ရွယ်သားရှိတဲ့တားလေးကိုအချိန်ချင်းပြစ်မှားနေခဲ့တာဖြစ်ပါတယ်တားမွေးထားတာဖြစ်တဲ့အတွက်ဒီပြဿနာတွေဖြစ်လာနိုင်မယ်လို့ မိခင်ဖြစ်သူကမထင်ထားခဲ့ပါဘူးပထွေးဖြစ်သူရဲ့သားပေါ်မှာအရင်ကြီးစီးပချထားခဲ့ပါဘူးညအိပ်ပြီဆိုရင်လည်း၃ရောက်တူတူအိမ်ကြတာပါတရက်မှာတော့အိမ်ရမှာအနီရောင်ကွက်တွေလည်းမြင်လာသလိုသားဖြစ်သူကိုအဝတ်လဲပေးချိန်မှာလည်းနောက်ဖက်ချမ်းမှာအကွင်းရတချို့ကိုတွေ့ရှိရတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှသာအနီးဆုံးဖြစ်နေတဲ့ပထွေးဖြစ်သူကတားရောက်ကြလေးကိုမကြောက်မနာသာလုံးရမျိုးတွေလုံနေရသလိုအဲ့လိုလည်းဖြစ်နေကြတာကိုလည်းသိလိုက်ရပါတယ်မိခင်ဖြစ်သူကတည်တဲ့အချိန်ကစပြီး တားဖြစ်သူကိုမျက်စိရောက်ကပြန်မခံခဲ့ပါဘူး။တားဖြစ်သူကခုလိုခံနေရတယ်ဆိုတာကိုထုတ်မပြောရင်းပါဘူး။ထုတ်ပြောမယ်ဆိုရင် မိခင်ဖြစ်သူကိုတခုခုလုံမယ်လို့ပထွေးဖြစ်သူကပြောထားလို့ပါ။မိခင်ဖြစ်သူကစောင်းဝင်နေတဲ့အတွက်ကိုယ်တိုင်ရုံးခံနေရတာပါ။ဒါပေမဲ့တားဖြစ်သူကိုမလွတ်ထားရတော့ပဲတစ်ချိန်လုံးကိုစောင့်ကြည့်နေရတာပါ။အနောက်သွားလိုက်ရင်တော့မှတခဏအတွင်းမှာတားဖြစ်သူကိုရရင်ရသလိုဆိုတဲ့အဆင့်ထိကိုရောက်လာခဲ့ပါရင်နောက်ဆုံးမှာမိခင်ဖြစ်သူကတားဖြစ်သူကိုကိုရင်ဝတ်ပေးထားခဲ့ပါရင် ဝင်ဝတ်ထားတဲ့အချိန်မှာလည်းဖုန်းကြီးကြောင့်တဲ့အုတ်တိုင်းကြော်ကကျူးလွန်ခဲ့တာပါဒါတွေကိုမိခင်ဖြစ်သူရဲ့မျက်လုံးနဲ့မြင်ရတော့အဲ့လိုဖြစ်တဲ့အတွက်သားဖြစ်သူလက်ကိုဆွဲကာထွက်ပြေးခဲ့ပါတယ်လက်ရှိနေတဲ့အိမ်ကလည်းမိခင်ဖြစ်သူနဲ့အိမ်ပိုင်ဖြစ်ပေမဲ့သားဖြစ်သူကိုအခုလိုလောက်တာတီးမခံနိုင်လို့ထွက်ပြေးလာခဲ့ရတာပါခုလိုလုံနေတဲ့ပထွေးဖြစ်သူကိုအဆုံးစွန်ထိအရေးယူသွားချင်တာကြောင့်အကူကြီးတောင်းလာခဲ့တာပါမိခိုရာကင်းမဲ့နေကြတဲ့သားသမီးကိုခိုင်နေဝင်ကသူ့ရဲ့ဂေဟာမှာထားကခေါ်ယူဆောက်ရှောက်ထားတာပါခိုင်နေဝင်ကကလေးတွေကိုဝမ်းဝေးစားခဲ့မှာ က်ငယ်ပိုင်းဆိုင်ရာခုလိုအမှုတွေကိုဖြည့်ရှင်းပေးနေကြတာပါ။ဒါကြောင့်လည်းတားလေးတွေဖြစ်တင်လာတဲ့အားလုံးကိုခိုင်နေဝင်ကဆောင်ရွက်ပေးသွားမှာလို့သိရပါတယ်။လက်ရှိမှာလည်းလုံခြုံရေးရုံးတစ်ခုဖြစ်နေရကြောင်းသူမခင်ဟာမှသာနေထိုင်ခိုင်းပြီးတကယ်လို့နေုံပြန်သွားမယ်ဆိုရင်ပထွေးဖြစ်သူကသူမတို့တားပြီးဆက်ပြီးတော့ဒုက္ခပေးတော့မှာပါ။ဒါအပြင်ခုနှစ်နှစ်အရွယ်သာရှိသေးတဲ့တားလေးမှလည်းဒီအိမ်မက်ဆိုးကြီးကိုအရွယ်နဲ့မမြအောင်တွေ့ကြုံခန်းစားရအောင်ပါဖြစ်ပါတယ်။သားလေးအတွက်ခိုင်နေဝင်ကအဆုံးစွန်ထီကိုတူတူရင်ဆိုင်ပေးနိုင်လိမ့်မယ်လို့ပရိသတ်ကြီးနေနဲ့ထင်သလားဆိုတာပြောပြသွားကြပါအောင်ရှင်။ ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တို့ကြောင့်ရှင်ကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။